TNL အနေနဲ့လေရှမကြီးဒီတိမ့်ပိုက်ထားတဲ့နယ်မြေတွေပေါ့နော်အခုနောက်ပိုင်းလက်လွတ်ဆုံးရှုံးလာလို့ပေါ့နော်ရှမရဲ့ဒီမျိုးတွေကိုလည်းဒီစက္ကမဒီစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေရကျွန်တော်ဒီရပိုင်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအခြေအနေမှာလေကုမင်းဆွေးနွေးပွဲမှာဒီစစ်ကောင်စီဘက်ကတောင်းဆိုချက်တွေအပြောင်းလဲရှိလာသေးလားမသိဘူးဆီယမတို့ TNL အနေနဲ့ရောဘာတွေညှိနှိုင်းဆွေးနွေးတာဖို့ချီတပါလဲဟုတ်ကဲ့လောလောဆယ်မှာကတော့ဒီတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့မှ အတီပြုပြောနိုင်ခြင်းကတော့မရှိသေးဘူးပေါ့နော်ဘာမှအတီပြုပြောဆိုခြင်းကတော့မရှိသေးဘူးဟုတ်ကဲ့ဟုတ်ကဲ့ဆရာမအဲဆိုရင်လေဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးထပ်မေးချင်တာပေါ့လေဆရာမဟိုဟာဆရာမဒီရွေးကောက်ပွဲကာလအတွင်းပေါ့လေနှစ်ဖက်အပြည့်ရဖို့ဆွေးနွေးတာမျိုးရောရှိလားရင်ဆရာမဒီတရုတ်ဘက်ကရောအဲ့ဒါမျိုးတစုံတရာပေါ့နော်ဖိအားပေးလာတာရောရှိလားမသိဘူးဆရာမ နော်ဟုတ်ကဲ့လောလောဆယ်ကတော့အဲ့လိုမျိုးကြားသိရတာမျိုးတွေတော့မရှိသေးဘူးပေါ့နော်ဒီလမှာတော့ဒီနှစ်ပတ်တွေ့ဆုံနိုင်ဖို့တော့ပြင်ဆင်နေတဲ့အခြေအနေမျိုးရှိတယ်လောလောဆယ်ကတော့ဒီလောက်ပဲအတည်ပြုနိုင်တာမျိုးတွေရှိတယ်ဘာတွေဆွေးနွေးတွားမလဲဘယ်လိုတပေါ်ထားရမလဲဆိုတော့ဒီဆွေးနွေးပွဲပြီးမှပဲကျမတို့တည်နိုင်တဲ့အခြေအနေမျိုးဖြစ်တယ်လောလောဆယ်ကတော့ဒီရေကပွဲမှာဆိုကျမတို့ data မှာဆိုကျင်းပဖို့တော့ခက်ခဲမဲ့အခြေအနေမျိုးဖြစ်တယ်ဘာလို့ဆိုစစ်ကောင်စီကတိဒီအယတတွေကိုပြင်မတ်တာပုံကျဲတိုက်ခိုက် နေတာဖြစ်တဲ့အတွက်ကြောင့်ယတတွေကလည်းလူစုလူဝေးနဲ့မနေရဘူး။နောက်တစ်ခုကတော့လုံခြုံမှုလည်းမရှိလို့ခံစားနေကြတဲ့အတွက်ကြောင့်ဒီရေကောက်ပွဲကတော့ကျမတို့ data မှာခက်ခဲနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဟုတ်ကဲ့။ဟုတ်ကဲ့ပါဆရာမ။ဟိုနောက်တစ်ခုကပေါ့လေဆရာမဒီဒီဘောကိုပြန်ပေးလိုက်ရတာဆိုရင်တရားဆရာမတို့သူဖြေထားတာပေါ့ဒီ SSPP ကစစ်ကောင်စီကိုပေါ့နော်ဟိုပြတ်ဒီဘောကိုဖြတ်တန်းခွင့်ပေးခြင်းအတွက် ဟိုဖြစ်တယ်လို့ဆိုပြီးတော့ရှမအိုမီဒီယာယူကြတော့မများဖြေကြားထားရပေါ့နော်ဆိုတော့အဲ့ရနဲ့ပတ်သက်ပြီးတော့ဒီရှမရဲ့ TNL အတွက်ကရောရှမတို့အတွက်ကူရောဘလို့စစ်ရေးအရကြီးမားတဲ့ချင်းချောက်မှုတွေဖြစ်နေလဲမသိဘူးရှမအဲ့ဒါလေးသိချင်ပါတယ်ဒီ SSPP နဲ့ပတ်သက်ပြီးတော့ပေါ့နော်အော်ဟုတ်ကဲ့ဒီ SSPP နဲ့ပတ်သက်ပြီးတော့မှဒီမှာတို့ကလည်းမီဒီယာမှာဖြစ်ကြသလိုမျိုးပဲရှိတယ်သူတို့အနေနဲ့ကဒီလိုမျိုးစာတွေထုတ်ပြန်တာမျိုးတွေရှိတယ်ဒီထုတ်တာကတော့သူတို့ပိုင်းပေါ့နော် ာတကယ်မြေပြင်ကတော့ဟာကျွန်မတို့ပြောဆိုတဲ့အတိုင်းဖြစ်တယ်အာဒီအမယူဘီရမဆီဆိုပြောဆိုတာမျိုးတွေလည်းမရှိပါဘူးဟာမှကတော့ကျွန်မတို့ပြောသလိုပါပဲမြေပြင်ပက်ပဂရီချင်းနေမှာဆိုစစ်ကောင်စီဘက်က DSSPP တွေဟာ SSPP ကနေတစင်တည်း စစ်ကောင်စီကကျွန်မတို့ဒေတာကိုဖျက်ဆီးသွားလာလို့ရအောင်ကူညီပေးနေတာမျိုးတွေရှိတယ်။အဲတစ်ဖက်မှာတော့ဒီမြေပြင်မှာကျွန်မတို့တို့ကတော့စိတ်ခုံမှုကတော့ကြီးမားတဲ့စိတ်ခုံမှုတွေဖြစ်စေပါတယ်။ဘာလို့ဆိုတော့ကျွန်မတို့ဒီစစ်ကောင်စီလာမဲ့နေရာဒီ အဒီမန်ဂိတ်တွေတားတဲ့နေရာကစစ်ကောင်စီကဝင်ရောက်ချင်းမရှိပဲနဲ့ဒီ SSPPT ရှိတဲ့ case ခန်းတွေမှာဖြတ်လာတဲ့အတွက်ကြောင့်ကျွန်မတို့တို့ဒီလုံချုံရေးယူထားတဲ့တူတွေရောစိန်ခေါ်မှုတွေဖြစ်စေပါလေနောက်တစ်ခုကဒီထောက်ပို့လမ်းကြောင်းတွေကနေတဆင်လဲဒီပေးမဖြတ်တာမျိုးဂိတ်တွေတားစီတာမျိုးရှိနေတဲ့အတွက်ကြောင့်ဥမာဒီလုံချုံရေးဂိတ်တွေကိုဖျက်ချခိုင်းတာမျိုးဒါတွေဒီကျွန်မတို့အတွက်စီးရေးရကျမတဲ့စိန်ခေါ်မှုတွေဖြစ်စေပါလေဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာမဒါနဲ့ပတ်သက်ပြီးတော့လေနောက်ထပ်ဆက်ဆက်တဲ့မေးခွန်းပါဆရာမဒီဒီလိုအခြေအနေမှာပေါ့နော် channel အနေနဲ့ရောဒီတအန်းအနေနဲ့ပေါ့လေ SSPP နဲ့ဓာတ်ရိုက်ညှိနှိုင်းဖို့လိုအပ်တယ်လို့ရောမြင်ပါသလားဆရာမခင်ဗျာ ဟုတ်ကဲ့ကျမတို့ဘက်ကတော့အတက်နိုင်ဆုံးကတော့ညှိနှိုင်းမှုတွေဆောင်ရွက်နေပါတယ်တကယ်လို့ဒီမျိုးရှိတဲ့တည်ဆွင်တွေတရက်ညှိနှိုင်းဖို့ရစာတွေပေးပို့တာမျိုးတော့ကျမတို့အချိန်ချင်းစူးစမ်းခဲ့ပါတယ်လောလောဆယ်ကတော့နှစ်ဖက်ကတော့ဒီတွေးဆနိုင်တဲ့ခြေနေမျိုးမဟုတ်ပေမဲ့မြေပြင်မှာတော့ဒီအတရေပြောဆိုတာမျိုးတွေရှိတယ်ပြန်လည်ပေါ့ပြောဆိုနေတာမျိုးတွေရှိပါတယ်အဲကျမတို့ကအတက်နိုင်ဆုံးကတော့ဒီမှာမိတ်လန်းချောင်းကနေပဲတွားဖို့တော့ကျမတို့ချုပ်ပန်းမျိုးတွေရှိပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာမဟုတ်ကဲ့ဆရာမဟိုဒါမှမဟုတ်ပေါ့နော်ဒီလိုညှိနှိုင်းလာအခုဆိုရင်ဆရာမရညှိနှိုင်းမှုစူးစမ်းနေရဆိုတော့လေအဲစူးစမ်းနေခြင်းကာလအတွင်းဆရာမရဲ့တက်နေရပေါ့နော်ဒီတန်အန်းတက်ခဲ့နေရခြားထားမှုကိုရောပြင်ဆင်ဖို့လိုရဲလို့ရောယူဆလားမသိဘူးဆရာမဒီအပေါ်လေးလည်းဖြေကြားပေးစီလိုပါရဲ့ဆရာမခင်ဗျာအော်ဟုတ်ကဲ့ကျမတို့ဘက်ကတော့အခြေအနေပေါ်မူတည်ပြီးတော့မှလိုအပ်တဲ့ပြပြပြောင်းလဲမှုတွေကျမတို့ပြင်ဆင်ဖို့ရှိပါတယ်လိုအပ်ရင်တော့ပြောင်းလဲဖို့အဆင်သင့်တဲ့မျက်ရှိပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာမကျော်ပါဆရာမအနေနဲ့ဗာမြန်ဖြည့်ဆွက်ပြောကြားခြင်းတွေလည်းမသိဘူးဆရာမခင်ဗျအာဟုတ်ကဲ့မရှိတော့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမလောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာ Member ဝင်ပြည့်ခြင်းဖြင့်ကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ